ဟုတ်ကဲ့ကျွန်တော်အစမကြည့်တာကိုပြောပြမယ်နော်အာဒီ NUG ကိုကျွန်တော်ကမထောက်ခံဘူးလို့လည်းပြောပြီးသားဟိုဘက်မှာ NLD အစိုးရရှိတယ်လို့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်မထောက်ခံတာ NLD အစိုးရကြီးကပြတ်သွားပြီဆိုရင်ကျွန်တော်ထောက်ခံလိမ့်မယ်နော်ရှင်းရှင်းပြောနိုင်ငံရေးကိုပြောင်းပြန်လှုပ်ရှားတာဒါခင်ဗျားတို့ကျွန်တော်ပြောပြတာနာဂစ်ဖြစ်တော့ဒေါအောင်ဆန်းစုကြည်ဘယ်လိုထိခိုက်ပျက်စီးနေလဲဆိုတာကျွန်တော်တောင်းဆိုခဲ့တယ်နော် အဲ့ဒီအချိန်မှာဂမ်ဘာဒီရအောင်တွားတွေ့တယ်ဒါခင်ဗျားတို့ကျွန်တော်ပြောပြတာရှင်းရှင်းပြောရင်ဒေါ်အောင်ဆန်းစုကြည်ကကျေးဇူးကမနှဲဘူးဗျအန်နူးကြီးပေါ်မှာနော်ဆွေစင်မျိုးဆက်တားစင်ပေါင်ဆက်လှူစားလို့ရတယ်လှူစားခွင့်နေခင်ဗျားတို့လှူစားခဲ့ကြတယ်ခင်ဗျားတို့ဒီမှာအေးအေးဆေးနေနေကြပြီဟိုကယ်လီဖိုးနီးယားက88ကကိုကိုလေးကိုလည်းပြောမယ်မင်းတို့ကိုးကွယ်နေတဲ့ဖာသင်မပန်ဆယ်လို့မင်းတို့ပြောလိုက်ငါဆောက်ယူမဟုတ်ငါအစိုးရဝင်တယ် နော်မင်းက88မှာငါနဲ့ပတ်သက်ခဲ့တဲ့ကောင်ကိုကိုလေးနော်မင်းတို့ကလည်းငါပြောမယ်မင်းနိုင်ငံသားငါနိုင်ငံသားငါအစိုးရဝင်တယ်မင်းစုံစမ်းခွင့်ရှိတယ်ဟုတ်လားနော်စောက်ရမ်းနေမပြောနဲ့ငါတို့ကလိုအပ်တာကိုပြောတယ်ရထားတဲ့တရင်ဘလောက်မှန်လဲဆိုတာတန်တမန်တွေသွားတွေ့ဖို့အတွက်နော်ဒေါ်အောင်ဆန်းစုကြည်အမေအိုကြီးကိုအမေအိုကြီးကိုလှုပ်ရှားနေတဲ့အကောင့်နေကောင်မတွေဒီအချိန်မှာလှုပ်ရှားပြီးတောင်းဆိုတဲ့နေဒါကိုပြောနေတာနော် မင်းတို့လူရုပ်မာတွေအောက်တန်းစားတွေဒါမျိုးမလုပ်ရဘူးကနိုင်ငံရေးဆိုတာနော်တခိုးကြပိုးတွေလူလိမ့်နေနော်ဝင်းထိန်နဲ့အိတ်လိုက်တာနဲ့လူရဝင်သွားတဲ့ဖာတယ်မကိုမင်းတို့ကိုးကွယ်နေတာနော်ငါနိုင်ငံသားခွင့်လွှတ်ဘူးမင်းတို့တွေးလိုက်မယ်ငါလုတ်တတ်တယ်ကိုကိုလေးမင်းငါငါဘာသာစကားဘယ်လောက်ကျွမ်းကျင်တယ်ဆိုတော့မင်းတို့သိတယ်မင်းတို့88ကောင်နေသိတယ် နော် statement နေငါပဲရေးခဲ့တာဟုတ်လားခြေကားကိုညီလာခံရဲ့ပြန်တန်းတစ်ခုလုံးရေးခဲ့တာငါကနော်စောက်ယူယောဂာနဲ့စောက်ချိုးမပြေနေမလုံနဲ့ငါ88ကိုမဖိုက်ဘူးမင်းတို့ဖားသေးကိုကိုးွယ်တဲ့ကောင်တွေကိုဖိုက်တာဟုတ်ပလားဒီမှာရဲဘော်အောင်မြင်ထုံးလို့ရှိတယ်အကုံရှိတယ်ဘယ်ကောင်ကဘာလဲဆိုတာအားလုံးသိတယ်ဟုတ်ပြီလားမင်းတို့အမဲအိုကြီးကို မင်းတို့ပစ်ထားလို့မင်းတို့လှုပ်ရှားထားတဲ့ကောင်တွေကောင်မတွေတို့ပြောနေတာဒီအချိန်မှာမင်းတို့တောင်းဆိုရမယ်တိုက်တွန်းရမယ်နော်ဒီသတင်းမှန်မမှန်ရအောင်မင်းတို့တွေ့ရမယ်တွေ့နိုင်တဲ့တန်တမန်ရအောင်လုပ်ရမယ်ဒါကိုပြောတာဟုတ်ပြီလားဗမာနိုင်ငံကြီးမင်းတို့ထင်လောက်မလွယ်ဘူးကွာမင်းစစ်တပ်ဆိုတာအမြဲတမ်းရုပ်မာနေတဲ့လူရုပ်မာကြားထဲမှာမင်းတို့လှုပ်ရှားထားတဲ့ အမေအိုကြီးရောက်နေတာဒါကိုပြောတာနော်ဘယ်လိုတွေ့မလဲ TBS ဗီဇာလေးငါတမပြမယ်ငါအစိုးရဝန်ထမ်းတော့ကိုကိုလေးမင်းနိုင်ငံရေးတမရတယ်မင်းနိုင်ငံသားမင်းစုံစမ်းလို့ရတယ်ဘေးကဖားတဲ့ဖားကောင်းပောက်ပန်း၄၀လာမစုံစမ်းနဲ့ဟုတ်ပြီလားဒါပဲ